ကိုညာနဲ့ဂန်ဒိုနာတို့နှစ်ယောက်ကိုအိုမာပါရာဒါကဘာကြောင့်နှိုင်းရှင်ပြောဆိုခဲ့တာလဲပေးသမျှလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ယူ CEO ဖြစ်တဲ့အိုမာပါရာဒါကမန်ယူကစားသမားအစ်ကိုညာနဲ့ပတ်သက်လို့သူဟာပေးသက်တွေသဘောကျမယ်လို့ကျွန်တော်ထင်မြင်မိတဲ့ကစားသမားပါသူရဲ့နေ့စနေ့ပိုင်းစွမ်းရည်တွေအကြောင်းကိုဆွေးနွေးနိုင်ပြီးမတူညီတဲ့နေထားသုံးခုမှာကစားနိုင်ပါတယ် သူကကွင်းလေတိုက်စစ်ဂိုးရီသွင်းနိုင်တယ်လို့ဂိုးဖန်တင်းမှုလည်းပြုလုပ်နိုင်ပါတယ်။ Eric Cantona ကိုပိန်းသက်တွေချစ်ပေးကြတယ်လို့မျိုးကိုညာကိုလည်းချစ်လာကြပါလိမ့်မယ်လို့ပြောလာခဲ့ပါတယ်။ Barada ကဘာဖြစ်လို့များကိုညာကိုကန်တိုနာနဲ့တောင်မှနှိုင်းရှင်ပြောကြရတာပါလေ။ဒီအကြောင်းအလေးကိုဒီနေ့ဗီဒီယိုမှာကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးကြည့်ရအောင်ပါ။ ဘာရာဒါရဲ့ကိုညာကိုကလပ်ကဏ္ဍဝင်ကစားသမားအဲရစ်ကန်ဒိုနာနဲ့နှိုင်းရှင်ပြီးပေးသက်တွေသဘောကျလာလိမ့်မယ်လို့ပြောခဲ့တာဟာကိုညာရဲ့ထူးခြားတဲ့စွမ်းရည်တွေကစားဟန်နဲ့ကလပ်အတွက်ဖြည့်ဆည်းပေးနိုင်မယ့်အလားအလာတွေကိုအခြေခံပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဘာရာဒါကကိုညာရဲ့နီးစတဲ့ပိုင်စွမ်းရည်တွေကိုမိမောင်းထိုးပြပြီးသူဟာကွဲတဲ့တိုက်စစ်ကစားသမားအဖြစ်ဂိုးသွင်းနိုင်စွမ်းရှိတယ်လို့ဂိုးဖန်နေမှုပြုလုပ်နိုင်တဲ့ရည်သွေးကိုပိုင်ဆိုင်ထားတယ်လို့ပြောပြခဲ့ပါတယ်။ ဒါအပြင်ကိုညာဟာအနေထား၃ခုမှာကစားနိုင်တဲ့ဆွဲဆုံကစားသမားဖြစ်တာကြောင့်အမော်ရင်ရဲ့၃၄နှစ်တက်ကစားခွက်မှာအဓိကအခန်းကဏ္ဍကနေပါဝင်နိုင်မယ်လို့ယုံကြည်နေပါတယ်။ကန်တိုနာဟာ1990ခုနှစ်တွေမှာမန်ချက်စတာယူနိုက်တက်တင်းရဲ့ပထမအဦးဆုံးပရီးမီးယားလိဘလားကိုရယူပေးခဲ့တဲ့ကဏ္ဍဝင်ကစားသမားဖြစ်ပြီးသူ့ရဲ့ပင်ကိုယ်စရိုက်ဖန်တီးမှုစွမ်းရည်နဲ့ခေါင်းဆောင်မှုဟာပရိသတ်တွေရဲ့ရင်ထဲမှာထာဝရဆွဲမြေ့နေခဲ့ပါတယ်။ ်ဘာရာဒါကကိုညာရဲ့မိမိကိုကိုယုံကြည်မှုနဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန်ကိုအဲရစ်ကန်တိုနာနဲ့နိုင်ရှင်ခဲ့တာဟာကိုညာရဲ့ကစားဟန်မှာပေးသက်တွေကိုဆဲလုရှားစေနိုင်တဲ့ထူးခြားတဲ့ဆွဲဆောင်မှုရှိတယ်လို့ယုံကြည်လို့ပါ ဘာရာဒါကကိုညာဟာပိသက်တွေကိုထိုင်ကုန်ကနေထားစီတိုင်းနဲ့ကစားသမားဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒါကိုညာရဲ့ဖန်နေမှုစွမ်းရည်ကိုသွင်းနိုင်မှုနဲ့ပင်ကိုစရိုက်ဆွဲဆောင်မှုကြောင့်လို့သူယုံကြည်နေတာပါ။ဝူဘန်ဟန်တန်အသင်းမှာကိုညာဟာ2024-25ရာသီမှာပြန်ပွဲစုံအားလုံးမှာသွင်းကို18ကိုသွင်းယူပြီးဂိုးဖန်နေမှု22ကြိမ်ပြုလုပ်ခဲ့တာကြောင့်ပရီးမီးယားလိမှာသူ့ရဲ့စွမ်းရည်ကိုတက်တည်ပြပီးသားဖြစ်ပါတယ်။ကန်တိုနာဟာသူ့ရဲ့ကစားဟန်နဲ့ပင်ကိုစရိုက်ကြောင့်မယူပိသက်တွေရဲ့နှလုံးသားထဲမှာကင်းအရေးဖြစ်နေရာယူခဲ့တယ်လို့ကိုညာရဲ့ရဲတင်းတဲ့ကစားဟန်နဲ့ယုံကြည် မှုပြည့်ရှိတဲ့ကစားပုံဟာလည်းပေးသက်တွေရဲ့အားပေးမှုကိုရရှိနိုင်မယ်လို့ဘာရာဒါကမျှော်လင့်ထားပါတယ်။ဘာရာဒါကကိုညာဟာမန်ယူလိုဖိအားများတဲ့ကလပ်မှာကစားဖို့စိတ်သက်ပိုင်းဆိုင်ရာအသင်းရှိသူဖြစ်တယ်လို့ယူဆပါတယ်။မန်ယူမှာကစားသမားတွေဟာပေးသက်တွေရဲ့မျှော်လင့်ချက်နဲ့မီဒီယာတွေရဲ့စောင့်ကြည့်မှုတွေကြောင့်ဖိအားများခံရတတ်ပါတယ်။ ကိုညာရဲ့ယုံကြည်မှုပြည့်ရှိတဲ့ပုံစံနဲ့ဖီးယားကိုရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်ဟာကန်တိုနာရဲ့ခေါင်းဆောင်မှုနဲ့တူညီတဲ့ရည်သွေးဖြစ်ပါတယ်။ဥပမာပြောရရင်ဟူဖာကိုညာကအသင်းရဲ့အဓိကကစားသမားတဦးဖြစ်ဖီးယားတွေကိုဂိုင်းရွယ်ခဲ့ပြီးအရေးကြီးတဲ့ပွဲစဉ်တွေမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒီအချက်ဟာကန်တိုနာနဲ့ကိုညာကိုချိတ်ဆက်ပြီးနိုင်ရှင်ဖို့ဘာရာဒါအတွက်အကြောင်းပြချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ မန်ယူအာ2024-25ရာသီမှာပရီးမီးယားလိအဆင့်15နဲ့ပြီးဆုံးခဲ့ရပြီးအသင်းရဲ့အနိုင်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ဒီအချိန်မှာကလပ်ဟာ Project 150လို့ခေါ်တဲ့အစီအစဉ်နဲ့2028မှာအသင်းရဲ့150နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပရီးမီးယားလိဖလားကိုရယူဖို့ရည်မှန်းထားပါတယ်။ကိုညာကိုခေါ်ယူမှုဟာဒီရည်မှန်းချက်ကိုကောင်တယ်ဖော်ဖို့အဓိကခြေလှမ်းတစ်ခုကိုစတင်လိုက်တာဖြစ်ပြီးဘာရာဒါကကိုညာရဲ့ဖန်နှင်းမှုစွမ်းရည်နဲ့စိတ်လှရှားစရာကစားဟန်ဟာအသင်းကိုပြန်လည်အောင်မြင်မှုစီဦးတည်ပေးနိုင်မယ်လို့ယုံကြည်နေပုံပါပဲ။ဘာရာဒါရဲ့ကိုညာနဲ့ကန်ဒိုနာနိုင်ရှင် င်မှုဟာမန်ယူပေးသက်တွေရဲ့ဆရာထက်တန်မှုကိုနှိုးဆွနိုင်ဖို့ယူရထားတာပါ H4 မှာဘေးသက်တချို့ကကိုညာကငါတို့လိုအပ်တဲ့မိဘဖြစ်နိုင်တယ်လို့យေတာခဲ့ကြတာကိုတွေးနိုင်ပါတယ်။ဒါပေမဲ့ဒီနိုင်ရှင်မှုဟာအငင်းပွားမှုတစ်ခုကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။အချို့ဘေးသက်တွေကကန်တိုနာလိုကဏ္ဍဝင်ကစားသမားနဲ့နိုင်ရှင်တာဟာကိုညာအတွက်ဖိအားများစေလွန်းနေလို့ယူဆကြပြီးအရင်ဆုံးကိုညာကိုသူ့ကိုယ်သူတည်တည်ပြောက်ခွင့်ပေးလိုက်ပါလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ အချို့ဆိုရရင်တော့အိုမန်ဘာရိုက်တာကကိုညာကိုကန်တိုနာနဲ့နှိုင်းရှင်ပြီးဘေးဒရီသဘောကျလာလိမ့်မယ်လို့ပြောဆိုခဲ့တာဟာကိုညာရဲ့ဆွဲစုံစွမ်းရည်ဆွဲဆောင်မှုရှိတဲ့ကစားဟန်ဖီအားကိုရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်နဲ့ကလပ်ရဲ့မျှော်မှန်းခြင်းနဲ့လာရောညီတွေဖြစ်မှုတွေကြောင့်ပါဒီအချက်တွေကြောင့်ကိုညာဟာမန်ယူပိသက်တွေရဲ့ရင်ထဲကိုဖန်ဆားစေနိုင်မယ်လို့ဘာရိုက်တာကိုယုံကြည်စေခဲ့တာဖြစ်နိုင်ကြောင်းပါပိသက်များကရောဘလို့မြင်မိကြပါသလဲကိုညာကိုကန်တိုနာနဲ့နှိုင်းရှင်ပြောကြတာမျိုးကလက်ရှိမှာဖြစ်တဲ့ရင်လားပြောပြခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်